ရခိုင်ပြည်နယ်မှာအာနာသိန်းစစ်တပ်ဟာစစ်ရေးပြင်းမမဟုတ်တဲ့အရက်သားပြည်သူတွေကိုပြစ်မှတ်ထားပြီးလီကျောင်းကသစင်နေ့စဉ်ဘုံကျဲတိုက်ခိုက်နေရလို့ဒေသခံအရက်သားတွေကအေယာဝတီကိုပြောပါတယ်။ဘုံကျဲတိုက်ခိုက်မှုကြောင့်နိုဝင်ဘာလ9ရက်နေ့တရက်ထဲမှာပဲပြည်သူ၁၀ယောက်တေဆုံးပြီး၁၆ယောက်ထိခိုက်ဒဏ်ရာရရှိရလို့သိရပါတယ်။ရခိုင်ပြည်နယ်ပုံနာကျွန်းမြို့နယ်ရိုးတရုတ်ကျေးရွာကိုမနေ့ကနနက်7:00နာရီမှာဘုံကျဲတိုက်ခိုက်တာကြောင့် ဒေတာခံ9ယောက်တေဆုံးပြီး9ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပုံနာကျွန်း Youth Association အဖွဲ့ကထုတ်ပြန်ပါတယ်။အဲ့ဒါအပြင်ည8နာရီကျော်ခန့်မှာရခိုင်ပြည်နယ်မြင်းပြားမြို့မှာရှိတဲ့မြို့သစ်ကျေးရွာကို Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်တာကြောင့်ဒေတာခံ9ယောက်တေဆုံးခဲ့ပြီး9ယောက်ဒဏ်ရာရရှိခဲ့တယ်လို့လည်းဒေတာခံတွေရဲ့ AOD ကိုပြောပါတယ်။မင်းကပြခခံရတဲ့အချိန်မှာကျွန်တော်တို့မွားကပါသွားတယ်ကျွန်တော်တို့မွားလေးကြောင့်ကျွန်တော်တို့လေးဆိုတော့စိတ်ထိခိုက်ရတယ်ဗျာအဲ့ဒါနေ့နေရမှသိရတာ ့ဘာပြင်းမမရှိဘူးစဉ်းစားနိုင်ပြီရှိသေးတယ်အဲ့ဒီကလေးကအဲ့တယောက်ပဲရှိတော့သူတို့မှလည်းဆဲရုပ်ပြစံပြဖြစ်သွားတယ်လေအလုံးကလေးဒီလိုမျိုးပြအပြင်းမရှိတဲ့ကလေးတငယ်တွေကိုဒီလိုမျိုးပြင်းမထားပြီးတော့ပြင်းနေတာတော့မင်းတို့ကတော့တကယ်တရေဘူးကြုံနေတာပဲစိတ်ဖက်နဲ့မသက်ဆိုင်တဲ့ရက်ဖက်အပွေးစင်းအာကလေးတငယ်တွေရောအစားတန်နေတဲ့ကလေးတငယ်တွေရောနော်အပြင်းမဲ့တဲ့အဲ့လိုမျိုးလာဖြစ်နေတာတော့တကယ်တရေဝူးကြုံတာအဲ့ဒါအပြင်မနေ့ကတရက်ထဲမှာပဲစစ်တွေမျိုးမှာအခြေဆိုင်တဲ့စစ်ကောင်စီရဲ့ခြေမြန်တက်ရင် ခမာယ344ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့်ပုံနာကျွန်းမြို့နယ်ကွမ်းတောင်ကြီးရွာကဒေသခံအမျိုးသားတယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်းသိရပါတယ်။တရုတ်ပြည်အားကြောင့်ရှမ်းပြည်နယ်မြောက်ပိုင်းမှာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA နဲ့တအံ့အမျိုးသားလူမျိုးရေးတပ်မတော်တည်ရနေတော့အပြစ်ရက်ပြီးရနောက်စစ်တပ်ဟာအာရခတ်တော် AA ထိန်းချုပ်ထားတဲ့နေမြေတွေမှာစစ်ရေးလှုပ်ရှားမှုတချို့တွေ့လာရတယ်လို့စစ်ရေးပြတ်မှတ်မဟုတ်တဲ့အရက်သားတွေအပေါ်မှာ ပုံကျဲမှုတွေလှုပ်လာနေရဖြစ်ပါတယ်။အဲ့ဒါအပြင်ရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ပင်လယ်ကမ်းရိုးတန်းတလျှောက်မှာအာနာသိန်းစစ်တပ်ရဲ့စစ်ရင်တွေကန့်ကတ်ကန့်ထိုးဖို့ကြိုးစားနေတဲ့အတွက်နှစ်ဖက်စစ်ဆိုင်တွေရဲ့အခြေအနေရှိနေသလိုရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့မကွေးတိုင်း၊ပဲခူးတိုင်းနဲ့အေယာဝတီတိုင်းတွေမှာအေအေနဲ့အာနာသိန်းစစ်တပ်အကြားတိုက်ပွဲတွေပြင်းထန်နေရပါကိုယ်ကမ မျိုးဒီတခြားနေမြေတွေမှာတော့သူတို့စက်ကောင်စီကနေနေမြေတချို့ပြန်ရတာရှိတယ်မြို့တချို့ပြန်ရတာရှိတယ်ဒါပေမဲ့ရခိုင်မှာကြတော့ဒီအရက်ခတ်တဲ့တို့ထင်းချုံနေမြေတွေကိုသူတို့တလင်းမမပြန်မရတဲ့ခါအဲပို့ပြီးတော့အညိုတိထားတာပေါ့အဓိကဆက်ရှုံးလာတဲ့အတွက်လင်းနေရှင်ရှင်ပြပြည့်တဲ့လူထက်မကဒီလင်းနမေတဲ့ပြည်သူကိုပို့ပြီးတော့သူတို့ကစိတ်ရအရှင်းချောင်းမှုလုပ်လာတယ် အန်တရီပေးလာတယ်ပေါ့အဲ့ဒါလေအတိကားတော့လေချောင်းရပါပဲဟိုစိတ်ရအရာဟိုဖိအားမပေးနိုင်တဲ့ခါအဲဒီဖိအရက်သားတွေကိုဖိအားပေးလာတဲ့သဘောပါပဲရခိုင်ပြည်နယ်ကစစ်တွေရတိတောင်ပုံနာကျွန်းအပါအဝင် ပောက်တော့တဲ့ကြောက်ဖြူမျိုးမှာနေထိုင်တဲ့ဒေသခံအရက်သားတွေကိုအော်တိုဘာလ29ရက်နေ့ရက်နေ31ရက်နေ့အထိလေချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့်ပြည်သူ12ယောက်တေဆုံးပြီး31ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်းဒေတာခန်တွေစီကသိရပါဗျ။ အဲ့ဒါအပြင်ကျောက်တော်မြို့နယ်တရက်သပင်ကျေးရွာမှာရှိတဲ့ကိုပိုင်အထက်တန်းကျောင်းကိုစက်တင်ဘာလ12ရက်နေ့ကပေါင်900ဘုံနှလုံးကျဲချခဲ့တာကြောင့်ကျောင်းသူကျောင်းသား22ဦးသေဆုံးပြီး20ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အဲဒီဘက်ဆိုလို့ရှိအဲတရက်ကို2မျိုး3မျိုးအဲ့လိုမျိုးဘုံကျေးတာမျိုးတွေလို့ရှိလာတယ်။အဲဆိုတော့ကဒေတာခံပြည်သူတွေကတော့ဘယ်လိုဖြစ်ဖြစ်ဒီမှာတတိဝေးရနေကြရတယ်ပေါ့။အဲရှမ်းမြောက်အပြည့်ရသွားပြီဆိုလာပါပဲ။ ရခိုင်ဖက်ကိုလေကြောင်းအန်နေပို့ပြီးညှောလာနိုင်နေဆိုတာတို့ဒေတာတွင်မှာရှိတဲ့ပြည်သူတွေနဲ့ဒါအာခတ်တက်တို့ဖက်ကသူတို့အာအတိပေးထားတာရှိတယ်စေရတဲ့တည်းရှိဖို့အတွက်ပေါ့နော်အဲ့လိုမျိုးတတိပေးထားတာလည်းရှိတယ်